ကဲဒီနေ့တော့ကျွန်တော် Xiaomi 70 Pro Max ကို first impression နဲ့ live review လေးလုပ်ပေးသွားမယ်။ဒီဖုန်းကိုကျွန်တော်သုံးလာတာတစ်ပတ်လောက်တော့ရှိပြီ။အဲဒီလိုဖုန်းမျိုးအတွက်ကြတော့ဒါ full review လို့ပြောဖို့ရတယ်ဆော်လွန်သေးတယ်။ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာ70 Pro Max ကိုစိတ်ဝင်စားနေတယ်။ Pro ပဲဖြစ်ဖြစ်ပေါ့နော်။ဝယ်ဖို့မဆောင်နိုင်တော့တဲ့လူတွေအတွက်ဒါကကျွန်တော်ကနဦးသုံးရတဲ့အချိန်မှာဘလို feeling တွေရတယ် user experience ဘလိုမျိုးရှိရဲဘာတွေကတော့ ready မဖြစ်သေးဘူးဘာတွေကတော့ဘလိုစိုးနေတယ်အားရစရာမရှိဘူးစသဖြင့်ပေါ့သူ့ရဲ့ပကတိကျွန်တော်ရဲ့ first impression ကိုအဓိက highlight လုပ်ပြီးပြောပြသွားပါမယ်ပထမဆုံးဒီ Xiaomi 70 Pro Max နဲ့ပတ်သက်လာရင်မပြောမပြီးဖန်တရားတေအောင်ပြောနေမိမှာတော့သူရဲ့နာမည် naming ရှင်းမယ် ် Xiaomi Promise ဆိုပြီးလုတ်လိုက်တာကြီးကဘလိုအနေနဲ့ brand image ကိုတော်တော်ထိခိုက်သွားစေတယ်။ဒါကကျွန်တော်လိုမျိုး Xiaomi flagship phone တွေကိုတောက်လျှောက်သုံးလာတဲ့ Mi Fan တယောက်ပါလို့တောင်ပြောလို့ရတဲ့ reviewer ဆရာတော်မှအဲ့လိုစကားထွက်တယ်ပေါ့နော်။ဆိုတော့ပြောချင်တာ keep in mind လုတ်စေချင်တာ public awareness မှာလည်းအဲ့ဒီ impression တခုကတက်ရောက်မှုရှိတယ်။တကယ်တမ်းလဲ worldwide phone industry ထဲမှာ Apple နဲ့ Samsung ပြီးတတိယလောက် overall သွားကြနေတာ Xiaomi ဗျ။အဲ့လိုအချိန်မှာဒီလိုမျိုးလုတ်လိုက်တာကသူ့ရဲ့ branding ကို မင်းမထိန်လိုက်ဘူးလားပေါ့တစ်ဖက်မှာ Xiaomi ဘက်ကကြည့်မယ်ဆိုလဲသူတို့ရဲ့ branding မှာနည်းနည်းပေးဆက်လိုက်ရတယ်ဆိုပေမဲ့တစ်ဖက်မှာ marketing နဲ့ center of attention ရတော့တော်တော်လေးကို profitable ဖြစ်သွားတယ်ပြောချင်တာကဘာမှာခုချိန်ဒီလူစိတ်ဝင်စားဆုံးနဲ့အဝယ်ဆုံးက iPhone တွေပဲဗျာဆိုတော့နောက်ဆုံးပေါ့ latest and greatest 70 Pro တွေ70 Pro Max တွေလို့ရှာလိုက်တာနဲ့ဒီဖုန်းကြောင်းမှာလို့လို့ session ချင်း optimization ရတွဲပါလိမ့်မှာဆိုတော့သူတို့အဲ့ဒါကိုလဲသွားတယ်ထားပါဒါတော့ဒီတစ်ခေါက်မှာ Xiaomi လောက်ပါတယ် Pro Max naming အကွက်တွေကြောက်ပေါ့နော်ဆိုးလာပြီမထင်နဲ့ဟော K90 ကြောက်လို့ရှင်တယ် း Pro Max ဆိုပြီးတော့လာအောင်မယ်ပေါ့နော်အဲကောင်ကတော့ speaker အတန်ထွက်ပါရင် draw လေးကိုအားဆိုင်ထားမယ်ဆိုတော့အခု leak တွေရတွေ့ရတယ်ကျွန်တော်စောင့်ကြည့်ကြတာပေါ့ KD Ultra မှာတော့တော်တော်မိုက်နေတာဆိုတော့အဲ့ဒီ K90 Pro Max ကလည်း maybe နောက်တစ်ဆင့်ထပ်ခုံတက်သွားမယ်ဆိုရင်တော့အဲ့လိုကျွန်တော်တို့ hype နေလို့ရတယ်။ဒါပေမဲ့တော့ကျွန်တော်တို့ဒီဖုန်းကြောင်းပဲပြန်သွားမယ်။ကျန်တာဆက်မပြောခင်ကျွန်တော်တို့ review unit ကိုညီပေးထားတာတော့ Pro EV Shock ကပဲဖြစ်ပါတယ်။ Mate Pro အနေနဲ့ brand new ပဲဖြစ်ဖြစ် second hand ပဲဖြစ်ဖြစ်ယုံကြည်စိတ်ချစွာနဲ့ဝယ်လို့ရတာပေါ့နော်။ဒီလိုမျိုး Xiaomi product တွေအပြင် Apple နဲ့ Samsung ဖုန်းတွေတခြား ကျွန်တော် majority ဖုန်းတော်တော်များများလည်းသူ့မှာရှိတာကိုတွေ့ရတယ်။ After sales service နဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ဒါ Randy Pay နိုင်တဲ့ဆိုင်ကောင်းတစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်။ User experience ဘိုင်းနဲ့ပတ်သက်ရင်ဒီဖုန်းကိုကျွန်တော်ပထမဆုံးပြောချင်တာကအရင်သုံးခုခဲ့သမျှ Dell Shock Xiaomi flagship ဖုန်းနေနဲ့ Vive တော်တော်လေးကိုကွာတော့တယ်ဆိုတာပဲ။ Number 1 Android ဖုန်းတွေရဲ့ထုံးစံရှေ့မျိုးမျိုးမဟုတ်တော့ဘဲနဲ့ဘေးကိုပြတ်ကျဲသွားတဲ့ Apple ရဲ့ Golden Ratio ပဲပြောမလား။အဲ့ဒီတိုင်းဖြစ်သွားတယ်။အဲနောက်တစ်ခု ဒီဖုန်းကတော်တော်လေးကို weight distribution ညီတယ်လို့ပြောရမယ် weight ကလည်း 220g မပြည့်ဘူးထားပါတော့ 220g ပဲထောင်း battery 9500တောင်ပါတဲ့ဖုန်းကြီးကို weight လည်းညီပြီးတော့ပြီးပြက်ကျဲသွားတော့ဗျာပို့ပြီးတော့လည်း weight ပိုညီသွားတော့ပေါ့ဆိုတော့လက်ထဲမှာကန်ရတာတော်တော်လေးကိုအရသာရှိတယ်ဟို screen ကြီးကြီးလည်းတုံးရတယ်လက်ထဲမှာအရင်လေးနေတယ်အစုံကြီးဆိုတဲ့ feeling လည်းတိတ်မရဘူးအဲ့ပြီးတော့ဒီအပေါ်ဘက်ကင်မရာပဲနေရာပို့ပြီးတော့လေးနေတယ်ဆိုတာမျိုးသိရမလားကျွန်တော်တို့ China ကင်မရာအသားပေးဖုန်းတွေမှာအခုနောက်ပိုင်းကြုံလာတဲ့ issue တစ်ခု အဲ့အမျိုးဘာမှရှိဘူးဆိုတော့ဘသူ့ကိုနေနေပေါ့နော်ကျွန်တော်စမ်းသုံးတဲ့တပတ်ကျော်လောက်အတွင်းမှာ10ယောက်မှာ9ယောက်လောက်ကဒီဖုန်းလဲထဲမှာကင်ရတာတော်တော်ကောင်းနေဆိုပြီးတော့တော်တော်လေးကြိုက်ကြရပေါ့ဘက်ထရီ9500လောက်ပါတယ်ဆိုတော့ပါပေါင်းလိုက်တဲ့အချိန်မှာသူတို့အကုန်လုံး wow amazing နေဖြစ်ကုန်တယ်မဖြစ်စရာလည်းအကြောင်းမရှိဘူးအနောက်မှာလည်းဒီလို secondary display အကြီးကြီးလည်းပါသေးတယ်ပြီးတော့ဒီ70 pro max car Xiaomi ရဲ့ထွက်ပူးမြ majority pro flagship lineup တွေထဲမှာအားအခံဆုံးပဲတော်တော်လေးကိုအားခံတယ်ပေါ့နော်အရင်နှစ် Xiaomi 15 pro မှာတော့ battery 6000ဆိုဆိုနဲ့ အရင်ဖုန်းတွေထက်ဆိုင်တော်တော်လေးကိုအားခံတာခုန်တက်သွားတယ်။အခုဒီကောင်တော့အဲ့ထက်ကိုပိုခံသွားတယ်ပေါ့။ဒါပေမဲ့ still ကျွန်တော်တို့အဲ့နေရာမှာနည်းနည်းတော့အားမလို့အများဖြစ်စရာရှိသေးတာကဒီကောင်ရဲ့ battery 9500ပါတဲ့အနေထားရဲ့တခြားသူ့လောက်တော့မမြင်တဲ့ဥမာ KAT Ultra တို့ဒါမှမဟုတ်အရင်နှစ်က Xiaomi 15 Pro တို့ဒါမှမဟုတ်လေသူ့ရဲ့ competitor ခု number 2 iPhone 70 Pro Max တို့အဲအဲ့လိုကောင်တွေနဲ့ live ပြီးတော့တကယ်တမ်း battery test ရှင်တဲ့အခါမှာကျွန်တော်တို့ review တွေကြည့်ရသလောက်အရင်ကြီးမိုးနဲ့မြေ မကွာတဲ့အနေအထား scenario တွေလည်းရှိတယ်သိရမလား optimization ပိုကယ်နိုင်သွားတဲ့အနေအထားတွေမှာတော့ဒီကောင်က iPhone 70 Pro Max တဲ့အများကြီးနိုင်မောင်းများစွာပိုခံပါတယ်ဟိဆိုတာမျိုးဖြစ်ချင်မှဖြစ်နေမယ်။ဂျာကဒီဖုန်းထွက်ကစားဒီအခုလက်ရှိအချိန်အထိကိုပြောတာပေါ့နော်။နောက်ပိုင်းမှာ Xiaomi ရသူတို့ software update တွေနဲ့ဒီထက်ပိုပြီးတော့ optimize လုပ်ပေးလာနိုင်ရင်တော့ဒီထက်ပိုပြီးတော့တကယ်ခံသွားလောက်တယ်။ဒါကတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်။ကျွန်တော်ဒီဖုန်းကို first impression လို့ပဲအရင်လုပ်တာအဲ့ဒါကြီးလည်းပါတယ်။အခုချိန်ထိ software ဘက်မှာသူတို့ camera ဘက်ပဲကြည့်ကြည့်ဒီလိုမျိုး overall optimization ပဲကြည့်ကြည့်ပေါ့။ အဓိကကဗျာဖုန်းကစသုံးခဲ့တာ bugs တွေ visual bugs တွေ error တွေဘာမှတော့ရှိမနေဘူးဒါပေမဲ့ခုနလိုပေါ့သူ့ရဲ့ power specification နဲ့ full potential ရောက်တယ်လို့မခံစားသေးတဲ့ battery life နဲ့ camera အဲ့နှစ်နေရာရှိသေးတယ်ဗောနောပြီးတော့သူ့ရဲ့ thermal control by ဒီတစ်ခေါက်မှာ Xiaomi ကအဲ့လိုမျိုးပို့ဖြစ်သွားစေတာသူ့ရဲ့ Snapdragon 8 Elite Gen 5ကိုလုံးဝကိုအရန်ကိုပို့ဆော့ဆော့တုံးလိုက်တာကြောင့်လည်းပါတယ်အဲ့ဒီ SoC processor အတွက်သူတို့ software tuning တွေ update တွေတေချာမလုပ်ရသေးဘဲနဲ့ဖုန်းကထွက်လာတယ် ဒါကဒီနှစ်ရေတော့မဟုတ်ဘူးတကယ်တမ်း Xiaomi ကဒီနောက်ပိုင်းဟို15 Pro တွေခက်ကလည်းအဲ့လိုပဲသူတို့ကင်မရာဘိုင်းတွေပါရအစအရန်ကို ready မဖြစ်သေးပဲနဲ့သူတို့ဖုန်းကိုထုတ်လိုက်တယ်ပြီးတော့မှ3ရင်း3ရင်းနဲ့3လေးလားလောက်ကြာလာတော့မှအဲ့ update တွေအပြေးကြမှာဖုန်းကတကယ်အငြိမ် overall stable stable ဆိုတာဗျဖုန်း error တော့ဖြစ်နေမှာမဟုတ်လားမသိရမှာသူရအကောင်းဆုံးပါဆိုရ quality အနေထား user experience ကိုမရတာ အဲအဲ့လိုမျိုးဒီဖုန်းမှာလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ပြောချင်တာကခုလက်ရှိဒီ early review တွေ early first impression video တွေကဒီ Xiaomi 7 Pro Max ရဲ့အားမလို့အများဖြစ်တဲ့အကြောင်းတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရဲ downside တွေအကုန်လုံးကိုဒီဖုန်းတသက်လုံးဖြစ်နေမယ်လို့မိတ်ဆွေမယူဆစေချင်ဘူးဒါကျွန်တော် Xiaomi ဘက်ကနေကာပြောပြရအောင်မဟုတ်ဘူးဒါပေမဲ့ Xiaomi ကသိရမလားအဲ့လို ready တိတ်မဖြစ်သေးပဲနဲ့တို့ product တွေထွက်လာတယ်ဆိုရဲအကြောင်းကိုကျွန်တော် keep in mind လုပ်စေချင်တာပါဆိုတော့ကျွန်တော်စကားပြန်ဆက်ရရင်ဒီဖုန်းကမိတ်ဆွေဘယ်လိုပဲသုံးသုံးမနက်ကနေညအထိလုံးဝတနေကုန်အသုံးခံတယ်ဆိုတော့ကျွန်တော်ပြောနိုင်တယ် ဘလောက်ထိအောင်ဆိုးရဲဆိုရင်ကျွန်တော်ဒီဖုန်းကို power saving mode တောင်ဖွင့်မသုံးဘူး always on display ကိုဒီ announce secondary ရောဒီအရှိရောကျွန်တော်တောက်ချောက်အဲ့လိုမျိုးပေါ့နော် ဖွင့်ထားပြီးတော့ smart mode ဆိုမဲ့ဗျာတော်တော်များများတော့ပွင့်နေရပဲအဲအဲ့လိုမျိုးသုံးတာကိုတနေ့ကုန်ခံတယ်အဲ့တော့ပြောမနေနဲ့ပေါ့နော် blue wave ဒီဖုန်းကတရက်ကျော်လောက်တော့ heavy သုံးရင်တော့မှ battery maintain ဖြစ်တယ်ဆိုတာမျိုးတော့ပြောနိုင်တယ်မခန့်တာကတော့သူ့ရဲ့ AOD always on display က iPhone 14 Pro Pro Max တွေမှာ AOD စထည့်ပေးလာတယ်လို့ပဲ တော့ဒီလို dim ဖြစ်ပြီးတော့ screen တစ်ခုလုံးလင်းနေရဗျာအခုချိန်ဒီအရင်ကျွန်တော်တို့ပုံမှန် true black နဲ့9လောက်ပဲထွန်းတာလိုမျိုး set တွေမပါဘူး bind 4c ဒါပဲသုံးဆိုတာဗျာအဲ့ဒါကြီးကတော့တော်တော်စားရတယ်ဗောနောပြောမှစလုံးဝ AOD ပါဖွင့်သုံးလိုက်ရင်ဒီ ratio နဲ့ဗာနေရလုံးဝ iPhone clone ကြီးလိုမျိုးပို့ဖြစ်သွားစေတယ်နောက်ကသူ့ရဲ့ဒီအရှိတ်ဘက်က dynamic island ကိုကူးထားတဲ့ hyper island hyperwest 3 beta update တွေနဲ့ကျွန်တော်တို့အဲဘာဒီပါလာရဆိုတဲ့ဗီဒီယိုကြီးတုံးကအဲ့ဒီ super island အခုတော့ hyper island ပေါ့အဲ့ဒီ Apple လိုမျိုး notification တက်တဲ့ Dynamic Island ပုံစံမျိုးကို setting ထဲမှာတုံးချင်တုံးလို့ရတယ်မတုံးချင်ပိတ်လို့ရတယ်အခုတကယ်တကယ်တမ်းဒီ semi promise stable version မှာအဲ့မပါဘူးပြောချင်တာမိတ်ဆွေကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ Hyper Island တနည်းအားဖြင့် Dynamic Island ပုံစံတုံးကိုတုံးအောင်မျိုးဆိုရည်ဒါ honor flagship phone တွေလိုမျိုးသွားဖြစ်တယ်ပေါ့နော်ဥမာ vivo တို့ oppo တို့ဆိုရင်ကိုမကြိုက်ရင်အဲ့လိုပိတ်ထားလို့ရတဲ့အနေအထားမျိုး setting လေးတွေပါသေးတယ်ဆိုတော့အဲ့ဒီကလည်းကျွန်တော်မကြိုက်တဲ့ချက်ဆိုတော့တခုနဲ့ပြောရရင် phone ရဲ့ overall ratio တွေရော အခုနလို hyper island dynamic island ပုံစံ nudity တွေပါတာတွေရောတော်တော်များများဒီအနောက်ဘက်ကဒီဒီ design တွေရောဗောနော်ဆိုတော့မသိရင်လုံးဝဟိုဗျာတကယ်ကို iPhone တစ်လုံးသုံးနေရသလိုပဲအဲ့ညမှာတခုတော့အစိုးရအကောင့်လို့ဖြစ်သွားတာ Apple iPhone 70 Pro Max တွေရဲ့ cover accessory တွေကိုတော်တော်များများဒီကောင်က light သုံးလို့ရတဲ့ပုံစံဖြစ်သွားတယ်ဥပမာအရှိအမှန်မကွဲပဲဖြစ်ဖြစ်ဒီ cover ဆိုလဲဗျာသူက iPhone နဲ့ခလုတ်နေရာတွေလောက်ပဲမတူတာဒီ overall bound တွေနောက်ဒီ ကင်မရာ၄ယောက်တွေရောတော်တော်များများတူတော့ကျွန်တော်တို့အပြည့်မဟုတ်တဲ့ကာဗာတွေသိရမလားဒီ base frame တွေလွတ်နေတဲ့ down ၄ဘက်ကပဲကုတ်ထားတဲ့ကာဗာမျိုးတွေဆိုရင်ရရင်ရမယ်တဲ့မလား iPhone ရဲ့ဟာတွေပါတုံးလို့ရမယ်တေချာကတော့အရှိအမှန်မကွဲ Templar Glass တော့ကာမိတ်ဆိုရင်ဘာမှစိတ်ပူနေစရာမလိုတော့ဘူးဟို iPhone ဟာတွေသွားကန့်အောင်ရလိမ့်မယ်ဗျာတော်တော်များများတူတယ်ဒါပေမဲ့ဘာဖြစ်တာယူမင်းဘာဖုန်းကင်ထားလဲ Sammy Pro Max ကွာဆိုထုတ်ပြလိုက်တဲ့ချိန်မှာ iPhone လည်းမဟုတ်နေပဲနဲ့ Xiaomi ကြီးဖြစ်နေတာတော့ဘလို့နေနေပေါ့နော်ကိုက flagship ဖုန်းကင်ပြီးတော့ impression down เสียหลุหลุတမျိုးကြီးဖြစ်တာတော့ကျွန်တော်ညင်းလို့မရဘူးเนาะဒါကျွန်တော်လို့လူကတော့ပြောရဲဆိုတော့ငကိုကဲ Apple fan boy နေမိ hater တွေဆိုရင်ဘယ်လိုတောင်မှဖြစ်မလဲဆိုတာလေး you know ပြီးတော့ဒီဖုန်းနဲ့ပတ်သက်ရင်သူ့ရဲ့ဒီအနောက်ဘက် display อ่ะ gimmick ပါกว่าဘာမှမဟုတ်ပါဘူးဆိုပြီးတော့အဲ့လိုစလာခဲ့ရပြောကြတဲ့လူတွေရှိသလိုကျွန်တော်လိုမျိုးစလာခဲ့ရဒီ secondary view finder သဘောမျိုးသုံးလို့ရတာ notify လေးတက်ပြီးတော့ကြိုက်သလို customization လေးနေတယ်ဒီလို ဖုန်းကိုဗျာခုနောက်ပိုင်းဖုန်းနဲ့တည့်ရမလားကင်မရာဟိုဟာတွေကထူတော့ဒီလိုမျိုးညှောက်ထားတဲ့အချိန်မှာဘာပဲပြောမျက်စိပသာတာဖြစ်တယ်ကလိလို့လည်းရတယ်ပေါ့ node ရယ်လည်းအကုန်မြင်ရတယ်ဖုန်းလာလည်းဒီကနေပဲတန်းပြီးတော့မြင်ရတယ်ဆိုတော့အဲ့လိုမျိုးကြိုက်တဲ့အုပ်စုလည်းရှိတယ်အခုကြည့်နေမိတ်ဆွေတော့သူ့ရဲ့အနောက်က secondary display ပါလာလေးကိုကြိုက်လာကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ကြီးကျူတာသူ့ရဲ့ဒီအနောက်ဘက်က display က peak brightness တွေရော 1hz ကနေ120အထိသွားတာတွေရောဟိုနောက် display ရဲ့ durability ပါတယ်။ချောင်းမီရဲ့ Dragon Crystal Glass 3အဲအဲ့လိုမျိုးအကျန်းဆုံးသုံးထားတာတွေရောအကုန်လုံးကအရှိနဲ့နောက်နေအတူတူပဲပြောချင်တာ secondary display လေးမလို့ပါဆိုပြီးတော့အရှိရထက် way short ထားတဲ့ spec သူ့မှာမရှိသလောက်ပဲ။ဆိုတော့အဲ့ဒါကလည်းဘာပဲပြောပေါ့နော်ဒါဝယ်တဲ့လူတွေက worry free အဲ့လိုမျိုး feeling ကောင်းတစ်ခုရစေတယ်တကယ်လဲကျွန်တော်သုံးချက်ချင်မှာဒီတစ်ခေါက်မှာအရှိတ် display ကအဆ Xiaomi တို့တော်တော် quality ခုန်တက်သွားတာတွေ့ရတယ်အရင်ကဆိုရင်ကျွန်တော်ကိုအောင်တက်နေလေတောက်လျှောက်ပြောဖြစ်တယ်ဗောနော Xiaomi တို့ဘလောက်ပဲ price to performance specification အကောင့်တွေထည့်ပေးတယ်ဟာ Dolby 68 billion color Dolby vision တွေ HDR templates တွေဘလို့ပဲ spec တွေပါပါသူတို့ display က true white လုံးဝအဖြူ color မှန်ပါတယ်ဆိုတဲ့ဘက်ကိုသိမ့်မရဘူးတခြား Oppo Vivo နောက်ဆုံးရ Realme တို့ဘောင်းနဲ့ပဲရှင်းရှင်း iPhone တွေနဲ့ပဲရှင်းရှင်း display ဘက်မှာအဲ့ဒီ color တအားမှန်ပြီးတော့ဖြူတောက်တဲ့ true white ပေါ့နော်အဲ့လိုမျိုးပြပေးနိုင်တဲ့ဘက်မှာ Xiaomi ကသူတို့ခိုးထားခဲ့တာအမြဲတမ်းပဲဒါလူတွေသိမ့်မပြောလို့ဒါကျွန်တော်တို့ကတော့ဟိုဘယ်လိုပြောမလဲ တခြားဖုန်းတွေနဲ့ရှင်ကြည့်လိုက်တဲ့အချိန်မှာဒါတော်တော်လေးကိုသိတာတယ်အဲဒါမဲ့ဒီနောက်ပိုင်းမှာ Xiaomi ကသူတို့ Turbo 4လို့ပြောတော့မှာခဲ့ရအဲ့နည်းနည်းလေးအဖြူမှန်တဲ့ဘက် display တွေပြောင်းသွင်းလာတယ်အခုဒီ Xiaomi 7 Pro Max ဆိုလည်းအဲ့လိုပဲကျွန်တော်တို့အရင် Xiaomi 15 Pro တွေ14 Pro တွေနဲ့ရှင် display ကအပြာဘက်ကိုနည်းနည်းတန်းချင်တဲ့ဟာမျိုး ပိုင်းအောင်ဘက်လို့လို့တည်မလားအဲ့လိုခရမ်းဘက်လို့လို့တန်းတဲ့ FM မျိုးဒီကောက်မှာတော်တော်လေးကိုမရှိတော့ဘူး။ Xiaomi ကဒီတစ်ခေါက်ဒီ70 Pro Max တွေမှာသူတို့ရဲ့ display နည်းပညာအသစ်ကိုသုံးဝေးလာတယ်။အဲ့ဒါအရင်လိုမျိုး 2K resolution ထိ display ကသွားစရာသုံးနေစရာမလိုဘဲနဲ့အဲ့သူ့ရဲ့ဒီ 1.5K အတွင်းမှာတင်အောင်စာရီကိုမြင်ရတဲ့ clarity ဒီတေးကောင်းလာတဲ့ကအတူတူတော့သွားကြတယ်။အဲ့တော့ရှင်းပါတယ် power စားပို့တက်တာတယ် display အဲ့လိုမျိုးအပူ heat တက်တာပို့တက်တာတယ်။တခုနဲ့ပြောနိုင်တာကတော့ဒီဖုန်းကိုကျွန်တော်စသုံးကလေးကဒီတရက်နှစ်ရက်လောက်အတွင်းမှာဟို သူ့ရဲ့ display ကောင်းသွားတဲ့ဟာ user experience တော်တော်လေးကိုခုန်တက်စေတယ်။ဟိုညဘက် low light တွေကျွန်တော်တို့အခန်းထဲမှာတွေဒါမှမဟုတ်သိရမလားအဲ့လိုမျိုးမျက်စိကိုအားဆိုင်ပြီးတနေကုန်ဖုန်းသုံးတာမျိုးတွေမှာလည်းဒီကောင်ကအရင်တက်ဆိုင်မျက်စိပုံပြီးတက်တာတော့လက်တွေ့ခံစားရတယ်။သူတို့ PWM dimming hash တွေလည်းနည်းနည်းပုံမြင့်လာတယ်ပေါ့နော်။ Honor တို့ဘာလို့လိုမျိုးတကယ်ကိုကဘာမှအကျန်းဆုံး၄000ကျော် hash တွေတော့မဟုတ်သေးဘူးဆိုပေမဲ့ဘာပဲပြောအရင်သူတို့ flash တွေထပ်ဆိုင်တော့ နောက်တစ်ဆင့်ခုံတက်လာပြီလို့ပြောလို့ရတယ်ပြီးတော့ရေရှည်ပါနည်းနည်းလေး disappoint နဲ့ဖြစ်လာနိုင်တာသူ့ရဲ့အနောက်ဘက်ကင်မရာနေရာမှာဒီပေါ့နော်ကင်မရာကြီးကြားမှန်တဲ့ကြားမှာဖုံနေအဲ့လိုမျိုး dust တွေအဲ့လိုဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ဒီလိုကြားရတဲ့အဲ့လိုမျိုးတွေတော့ပါမယ်ပေါ့နော်ဆိုတော့အဲ့တခုတော့ရှိတယ်ဒီ Xiaomi Mi Pro Max မှာကျွန်တော်နည်းနည်းအားမလို့အများဖြစ်တဲ့ထဲမှာသူ့ရဲ့တာမဲ control point လည်းပါတယ် Snapdragon 8 Elite Gen 5ကအရင်နှစ် Snapdragon 8 Elite လောက်ထိ overall တော်တော်လေးကိုဘာသုံးသုံးအေးနေတယ်အပူပြက်တာတော်တော်နည်းတယ်ဆိုတဲ့ထဲတော့မပါဘူး ဒါမဲ့ still အရင်တော့ Snapdragon 8 Gen 2တို့ Gen 3တို့လိုမျိုးဟိုတော်တော်လေးကို performance ရုံးလိုက်ပြီးဆိုတော့ပိုချစ်တက်လွန်သွားတယ်ဆိုတဲ့ဘက်ကလည်းမရောက်ဘူးအဲ့နှစ်ခုရဲ့ဂျားထဲမှာလို့ပြောလို့ရတယ်ဆိုတော့နောက်ပိုင်းမှာ software update တွေနဲ့ပို့ပြီး optimization သူတို့ maybe ပေါ့နော် clock speed ကို short တာလို့ပါလို့ဒါတော့ flagship phone company တွေကထုံးစံပါပဲဆိုတော့အဲ့လိုတွေလုတ်ပေးလိုက်ရင်တော့ပို့ပြီးတော့တာမယ် control point နဲ့ပို့ကောင်းလာမလားတော့ကျွန်တော်တို့မျှော်လင့်လို့တော့ရသေးတယ်ဒါမဲ့အခုလက်ရှိအချိန်ကြီးကတော့အရင်နှစ်8 elite တွေစထွက်တော့လောက်တော့အေးမနေဘူးပေါ့နော်ကျွန်တော်တို့ ည်းနည်းလေး performance ဆိုရင်တုံးလိုက်ပြီဆိုရင်ဖုန်းကနည်းနည်းလေးပူလာတယ်အထူးမြင့်ဓာတ်ပုံရိုက်တာတွေမှာဆိုတော့အရင်နှစ် Xiaomi 15 Pro စထွက်တော့ကနေရှင်လို့ရှိရင်ဒီကောင်ကနည်းလေးပူအပူချိန်နည်းနည်းပူပူနွေးလွယ်တာကိုတွေ့ရတယ်ဒါပေမဲ့ထားထားလိုက်မယ်ဆိုတော့သူကနည်းနည်းလေးပူမြန်မြန်ပြန်အေးဝါတာတော့ဟိုကောင်းသေးတယ်လို့ပြောလို့ရတယ်ဓာတ်ပုံရိုက်တဲ့ဘိုင်းတွေမှာလည်းအဲ့တခုကျွန်တော်သွားသတိထားမိတယ်ဒီဖုန်းကနည်းနည်း processing time တခုယူတယ်ပြောချင်တာကရိုက်လိုက်တယ်ရိုက်လိုက်တဲ့ပုံအချင်းချင်းဖြတ်ကနေ final reset ထွက်လာတာမဟုတ်ဘူး second နည်းနည်းပေါ့အဲဘယ်လိုပြောရမလဲ အရင် Google Pixel 5တို့တုန်းကလောက်မဟာရကြာမျိုး5တော့မဟုတ်ဘူးဒါပေမဲ့ तू ကနည်းနည်းတော့အချိန်တစ်ခုယူတာအရင်ဖုန်းတွေထက်ပြီးသားတယ် retouch တွေပဲ तू ကလူကျူးနေလောက်သွားတယ်ပေါ့နော် final ထွက်လာတဲ့ပုံတွေကတော့ तू ကသူစိတ်ကျေနပ်ဖို့တော့ကောင်းတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ဟို personally နည်းနည်းမကြိုက်ဖြစ်နေတာတော့ तू က Leica ရဲ့ deck ဖြစ်တဲ့တုံးဘက်ကိုနည်းနည်းပိုလျှောက်သွားတယ်ဒါကျွန်တော် Leica Vibrant နဲ့ရိုက်တာเนาะအဲ့ဒါကမှနည်းနည်းလေးဟိုပေါ့ detail လည်းများတယ် contrast လည်းများတယ် အဲပြီးတော့နည်းနည်း deck တုံးဘက်ကိုသွားတယ်ပြီးတော့ကျွန်တော်လိုမျိုးဖုန်းကင်မရာတော်တော် crazy ဖြစ်တဲ့လူတယောက်အနေနဲ့ဒီဖုန်းကဟိုရိုက်ကြတဲ့လောက်ပေါ့နော်ပုံအများစုမှာသူ့ရဲ့ true potential မရောက်သေးဘူးဆိုတဲ့ feeling တစ်ခုကိုရတယ်ဒါကဖြစ်နိုင်ခြင်းတစ်ခုရှိတယ်ပေါ့နော်သူ့ရဲ့သုံးထားတဲ့ sensor တွေနဲ့ဒီ overall thermal control တွေပါ limitation hardware ရအောင်ဖြစ်နေလို့ဒီလောက်ပဲဒီထက်ပိုပြီးတော့ကောင်းဖို့ကတိတ်မလွယ်လို့ software processing နဲ့ပဲပို့အများကြီးအားကို rely လုပ်ထားတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ခုနကကျွန်တော်တောက်လျှောက်ပြောခဲ့သလိုပဲဒီဖုန်းက overall သူ့ရဲ့ software က ready တိတ်မဖြစ်သေးလို့နောက်ထပ် update တွေနဲ့ optimize လုပ်ပေးဖို့လိုနေသေးတာအဲအဲ့နှစ်ခုတွေကတစ်ခုခုပဲဗျာပြောချင်တာအခြေအနေများစုမှာရိုက်လိုက်တဲ့ပုံတော်တော်များများ processing တစ်ခုလုပ်ပြီးတော့မှထွက်လာတဲ့ပုံတွေများတယ်စစရင်ရိုက်ပြီးရပုံနဲ့ processing လုပ်ပြီးရပုံနဲ့လည်းတော်တော်လေးကိုကွာဟားချက်တခုရှိအောင်တွေ့ရတယ်။ဒါပေမဲ့ဘာပဲပြောပြောအရင် Xiaomi 14 Pro တို့13 Pro နဲ့ရှင်လိုက်ရင်တော့တော်တော်ကြီးကိုခုန်တက်သွားတယ်ဆိုတာမျိုးတော့ခံစားမိတယ်။ Xiaomi 15 Pro လိုမျိုးအခုချိန်မှာ overall stable ဖြစ်ပြီးသားဖုန်းနဲ့ deep dive သွားရှင်မယ်ဆိုရင်တော့အရန်ကြီးပေါ့เนาะဒီမှာ15 pro ဝယ်ထားတဲ့လူတွေကကင်မရာပိုကောင်းဖို့အတွက်ပါဆိုပြီးဒီဖုန်းလဲရလောက်အောင်တော့မိတ်ဆွေကိုအဲ့လိုမျိုးနေနေညာပြောင်းသွားမှာတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်ဖြစ်စလာခဲ့ကတိတာတယ်သူ့ရဲ့အားသာချက်လို့ဖြစ်နေမှာတော့ဒီအနောက်ဘက် main ကင်မရာတွေကိုဒီ secondary display ကနေ view finder တုံးပြီးတော့ 1x နဲ့ပဲရိုက်မလား 2x နဲ့ပဲရိုက်မလား 5x နဲ့ပဲရိုက်မလားရိုးရိုးမုတ်လား portrait လား video လားအဲအကုန်ချလို့ရတယ်။အော်နေုံသူ့ရဲ့ကင်မရာဘိုင်းနဲ့ပတ်သက်လုံးဝ မပြောမပြီးတော်တော်ဆိုးတဲ့အပိုင်းတစ်ခုတော့ရှိတယ်။အဲ့ဒါသူ့ရဲ့ ultrawide camera အခုမြင်ကြတဲ့အတိုင်းပေါ့နော်ဒီအောက်ကအမဲဆက်နေရာလေးထဲမှာသူ့ရဲ့ ultrawide sensor module ကိုထည့်လာ။ဆိုတော့လှတာမဲ့ညစာခက်တယ်ဆိုတဲ့စကားအတိုင်းဗျာ။လောကနေရာတက်တေးလေးထဲမှာသူက ultrawide sensor ပူတော်မှသေးသွားတယ်။အရင်တော့က flagship phone တွေကလို့0.5လို့0.6တို့တော့မဟုတ်တော့ဘဲနဲ့သူ့ရဲ့ဒီ free of view ကလည်းပိုကျင်းသွားတယ်0.7ဒီထက်ကျရင်လည်းမရတော့ဘူးလေဒီအပေါ်ဟာရေအကုန်လက်တွေရောကာပါရောအကုန်ပါနေတော့မှာဆိုတော့ ူ့ရဲ့ ultra wide ကဒီတစ်ခေါက် flash တွေထဲမှာတော်လေးကိုအစိုးဆုံးလောက်သွားကြမယ်တော်ကျွန်တော်ပြောနိုင်တယ် field of view လည်းပိုကျင်းတယ် quality ကလည်း main camera နဲ့ရှင်လိုက်ရင် flash phone နဲ့ mid range phone ဒါမှ upper mid range phone ကလည်းလို့တော်တော်လေးကိုကွာသွားတယ်ဗျာဒီလားဟိုမကန့်တာ ionic ဖြစ်တာအရင်သူ့ရဲ့အရှိအရှိရာ phone တွေဟိုမှာ Xiaomi 14 Pro 15 Pro 13 Pro အဲ့လို phone တွေနဲ့သွားရှင်မယ်ဆိုရင်တော့သူ့ရဲ့ ultra wide camera အစိုးဆုံးနေထဲမှာပါသွားလိမ့်မယ်ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေက မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံဗီဒီယိုရိုက်တဲ့အချိန်မှာ ultra wide camera အသုံးများတဲ့လူဆိုရင်ဒီ Xiaomi 7 Pro Max ကိုလုံးဝမဝယ်နဲ့တကယ်ပြောတာလုံးဝမဝယ်နဲ့အဲ့ဒါဘယ်တော့အခါမှပိုကောင်းလာဖို့မျှော်လင့်လို့ရတဲ့နေရာမဟုတ်ဘူး hardware ကလိုအပ်ချက်ဖြစ်နေတာဗျာ ultra wide နဲ့များများရိုက်တဲ့လူဆိုရင်သူ့ရဲ့အရင်နှစ်က Xiaomi 15 Pro ဝယ်နေတော့အခုချိန်မှာတော်တော်လေးကိုဘာရိုက်ရိုက်သူ့ထက်ပိုကောင်းနေလိမ့်မယ်ဓာတ်ပုံမှာတော့ quality တော်တော်ပေးဆက်လိုက်ရတယ်ဆိုရင်တော့ ultra wide video ဆိုတော့ပြောမနေနဲ့ပေါ့နော်ဆိုတော့သူ့ရဲ့ main camera နဲ့ပတ်သက်ပြီးကျွန်တော် conclusion ပြန်ပြောရရင်အခုလက်ရှိအချိန်အထိမှာဒီကောင်က overall optimize ထပ်လုပ်ပေးဖို့လိုတဲ့ measure မဖြစ်သေးတဲ့ camera system တခုလို့ပြောချင်တယ်။ quality ကအရင် generation တွေထက်ဆိုင်ရင်ပိုပြီးတော့ overall တက်လာတယ်လို့တော့ပြောလို့ရတယ်။ဒါပေမဲ့သူ့ fine tuning လုပ်ပေးဖို့လိုသေးတယ်ဆိုတာမျိုးပိုပြီးတော့ဖြစ်နေသေးတယ်။အဓိကကဗျာဥမာ Xiaomi 15 Pro ထွက်တော့မှဆိုရင်သူ့ရဲ့ main camera ကတော်တော်လေးကို solid ပုံဖြစ်နေပြီးသား periscope zone shot တွေလောက်ပဲတခြား flash တွေနဲ့ရှင်ရင်နည်းနည်းလေးမတက်ရက်သေးလို့ tuning လုပ်ပေးဖို့လိုနေခဲ့တယ်ဆိုတာမျိုးဒါပေမဲ့ဒီကောက်မှာကျတော့သူ့ရဲ့ ဆယ်ဖီကင်မရာတွေမိန်ကင်မရာတွေအဲအဲ့ကောင်တွေကအစားအဲ့လိုမျိုးလိုနေသေးတယ်ဒီခေါက်မှာသူတို့ကဒါတလားလောက်ပိုဆောထုတ်လိုက်တဲ့အတွက်လည်းဒီလိုမျိုးတိုင်ပတ်ကုန်တာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်သူ့ကို full review လုပ်တဲ့နောက်အပတ်နည်းနည်းကြာတဲ့အချိန်မှာတော့ဘလို့တိုးတက်မှုရှိလာတယ်ဆိုတော့တစ်ချက်ပြန်ပြောပေးမယ်ဘာဖြစ်ဖြစ်အခုနောက်ပိုင်း flagship ဖုန်းတွေထုံးတဲ့အတိုင်းဒီဖုန်းကိုတကယ်တမ်းသူ့ရဲ့ full potential ရောက်ဖို့ဆိုရင်တော့ထွက်ပြီး3-4လလောက်ကြာတဲ့အဲ့လို update တွေတင်ပြီးတဲ့အချိန်ကြာမှကြောက်ပါဆိုတော့ သတိချက်စေချင်တယ်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့တဲ့သူ့ရဲ့ကင်မရာ overall contract view တဲ့အနေအထားတွေကမသိရင် dimensity SoC သုံးထားခဲ့တဲ့တခြား flagship ဖုန်းတွေက5မျိုး snapdragon သုံးထားရတဲ့ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့အားလေးတခုတော့သတိထားမိတယ်တစ်ဖက်မှာအသာကျက်လို့ပြန်ဖြစ်သွားတာညာဘက်လုံးဝမှောင်နေတဲ့အချိန်မှာ low light mode တွေရိုက်တာ night mode အဲ့လို photography ဘိုင်းတွေမှာတော့ तू ကတော်တော်လေးကိုလင်းတယ်ဒီဒီတွေတော်တော်ကောင်းတယ်အဲ့လိုပဲ zone shot တွေမှာလည်း तू က contrast တွေကိုတင်ပြလိုက်ပြီးတော့ AI နဲ့ ျွန်တော်တို့128တို့100အဲ့လိုအစာပေါင်းများစွာရေရိုက်တဲ့အချိန်မှာတော့မှဟိုဒီဒီပေါအောင်တော့သူကပြန်မှာရအောင်လုပ်သွားတဲ့ပုံစံပေါ့အဲအဲ့ဒီအပိုင်းမှာလည်းဒီဖုန်းကမိတ်ဆွေကိုဇုံတအားကိုအကောင်းဆုံး quality နဲ့တအားရိုက်ခြင်းဒီဖုန်းကိုလည်းမဝယ်သင့်သေးဘူးပေါ့နော်သူရဲ့ Samsung Ultra နောက် February လို့ Match တို့မှာ Trump ကအောင်စောင့်နေခြင်းလေတကယ်လည်းဒီတစ်ခေါက်မှာ Xiaomi ကသူတို့ရဲ့သွားတဲ့ approach ကအဲ့လိုနဲ့ क्वे ွားတယ်အရင် Xiaomi 15 Pro နဲ့15 Ultra ဆိုရင်ပုံမှန် typical normal user တယောက်ဆိုရင် တို့ဤဒဲ့ကြီးဟိုဘက်ဒီဘက်အဲ့လိုကင်မရာကိုရိုက်ပြီးတော့ရှင်းမယ်ဆိုရင်တော့မဟောအဲ့လိုတိတ်မကွာပါဘူးကိုယ့်ကိုကင်လို့ပိုကောင်းတဲ့15 Pro ပဲဝယ်မှာပေါ့ဆိုတာမျိုးဖြစ်စီတယ်ဗောနော်အရင် Xiaomi 14 Pro နဲ့14 Ultra ဆိုလဲကွာတော့ကွာတယ်ဆိုပေမဲ့အော်အရင်ကြီးမကွာဘူးဒါပေမဲ့ဒီတစ်ခေါက်မှာ Xiaomi က maybe ပေါ့နော်ဒီ70 Pro Max က70 Ultra နဲ့ကင်မရာဘိုင်းမှာတော်တော်များများ ဟို next level တခု꽈ရဲဟာဆိုတာမျိုးမိတ်ဆွေဖြစ်စေနိုင်မယ်။ဘာနဲ့အလားတန်သွားတူနေမလဲဆိုတော့အရင်နှစ်က Vivo H200 Pro နဲ့ H200 Ultra လိုပဲ။ဒီတော့ Ultra Wide ကပိုအားနည်းနေတာဖြစ်တဲ့အတွက် Xiaomi 70 Ultra ကြာရင် Ultra Wide ကစားသိရတာပိုကောင်းနေတယ်လို့ Periscope Zone ကလည်းပိုကောင်းမယ် main camera လည်းဟိုကောင်းရ1 inch တွေပါနေနဲ့အမ်ပိုကောင်းနေတယ်လို့ဒီတစ်ခါကတော့ Xiaomi Pro Max နဲ့ Ultra နဲ့ကပရော်ကွာလိမ့်မယ်။ဆိုတော့အခုကြည့်နေတဲ့အထဲမှာ Xiaomi 15 Pro နဲ့15 Ultra ကိုကင်မရာဘိုင်းအတွက် အာထရာလောက်ထိဝယ်စရာလိုလားရေးဆိုရင်တကယ်လို့မိတ်ဆရာ normal user ပွင့်ရရှုဖြတ်ဖြတ်ဖြတ်ပဲ auto ပဲလို့အချိန်များတဲ့လူအဲ့လောက်ထိကင်မရာဘိုင်းကိုကျွန်တော်တို့လောက်ထိယူသုံးမနေတဲ့လူဆိုရင်15 pro ပဲဝယ်အဲဒါမဲ့ Samsung series ဝယ်မယ်မိတ်ဆွေဆိုရင်တော့ဒီ Samsung Pro Max ထက်စာရင် Samsung Ultra လုံးဝပိုစောင့်ကြည့်တင်တယ်ဒီ Samsung Pro Max ကကြတော့သူ့ရဲ့ camera vanilla sweet spot ကဒီအနောက်ဘက် view finder နဲ့ main camera နဲ့ကိုကျွန်တော်တို့ selfie ဓာတ်ပုံလေး video တွေတော်တော်ရိုက်လို့ကောင်းတဲ့ချက် ဘလိုပဲဖြစ်ဖြစ်လေသူ့ရဲ့ main camera ကကျွန်တော်တို့ against the light တွေ HDR over handling လုပ်ပေးနိုင်တဲ့ဘိုင်းတွေမှာ selfie camera ထက်ဆိုင်ရင်တော့သူက headway ကြီးကိုကပိုတာညာမျိုးဆိုတော့လေအခုလိုမျိုးကျွန်တော် camera software ဘိုင်း ready တအားမဖြစ်သေးပါဘူးဆိုတဲ့အနေထားမှာတော့မှသူ့ရဲ့အနောက်ဘက် camera နဲ့ selfie ရိုက်ရတာတော်တော်လေးကိုကောင်းလွန်နေသေးတယ်ကျွန်တော်တို့ edit တွေဘာကြီးပြန်လုပ်မယ်ဆိုတော့ detail တွေပုံရဲ့ overall quality ကကောင်းနေပြီသားဖြစ်တဲ့အတွက် ဒီဘောနော် Photoshop တွေသူ့ရဲ့ငကိုရဲ့ gallery ထဲအက်ဒစ်လုပ်တိုင်းနဲ့လုပ်ရင်အရန်ကိုလွယ်တယ်။တေချာပြောနိုင်တာတော့အဲ့ဒီပိုင်းမှာ iPhone user တွေထက်လည်းအများကြီးကောင်းသွားတဲ့အချက်ပဲ။ Anyway အဲ့လိုမျိုးနေရာမှာလည်း तू ကဟိုမှာ Samsung ရဲ့ flip phone တွေ foldable phone တွေတို့မျိုးစလာခဲ့ရဒီ selfie ရိုက်ဖို့အတွက် loose skin tone တွေရော overall အကုန်လုံးကဟိုလုံးဝ ready ဖြစ်ပြီးသားပြန်မှာဘာရိုက်ရိုက်လှပြီးတော့ Vivo တို့ Samsung တို့ Google တို့လို့ဘာရိုက်ရိုက်တော့ ready ပဲဆိုတာမျိုးတော့ဖြစ်ချင်မှဖြစ်နိုင်မယ်။တချို့အခြေအနေတွေမှာနည်းနည်းအဲ့လို contract များွားတာ အာမောင်းတဲ့အဲ့လိုခံမိုင်းမိုင်းအဲ့လိုမျိုးရင်းတဲ့ဘက်ကိုရောက်သွားတာနည်းနည်း noise တွေဝင်ကျင်တာအဲ့လို low light တွေပါတယ်မှာအဲ့လိုမျိုးကြီးကြုံရလိမ့်မယ်ဒီခေါက် Xiaomi 70 Pro Max မှာသူ့ရဲ့ power specification တွေထဲမှာကျွန်တော်နည်းနည်းလေးလူတွေကို highlight လုပ်ချင်တာသူ့ရဲ့ IP68 က maybe ပေါ့နော်တခြား major တွေ flagship phone တွေလိုမျိုးရှေ့အောက်2 meter မှာတနိုင်ခွဲလို့နိုင်ခွဲခံရတယ်အဲ့လိုမဟုတ်ပဲနဲ့သူက6 meter အဲ6 meter ထိရတယ်ဆိုတော့ဒါကလည်းသူ့ရဲ့နည်းနည်းပို့ပြီးတော့ခံပါတယ်ဆိုတော့ unit ဖြစ်တဲ့အချက်ပေါ့နော်နောက်တစ်ခုသူက wireless reverse charging ကို22.5 watt ထိရတယ်ဆိုတော့ဒါကတော်ရုံ fast charging တစ်ခုလုံးဝဖြစ်သွားပြီဆိုတော့ဖုန်းထဲမှာပါတယ်အဲအဲ့လိုပဲဒီကောင်ရဲ့100 watt charging speed ਆ လေအရင်တော့လိုမျိုးသူ့ရဲ့ official သူ့ရဲ့ original ဟာနဲ့မှဆိုမဟုတ်တော့ဘူးကျွန်တော်ဘယ်ဥမာဗျာ MacBook ရဲ့140 watt charger တုံးနဲ့ပဲ twin twin တခြားဘယ်ဟာနဲ့ပဲ twin twin ပေါ့နော်အနည်းဆုံး100 watt ပါပြီးသားပြည့်ပြီးသားဆိုလို့ရှိရင်သူ့ကိုသွင်းလိုက်ရင်သူက100 watt ထိသွားလိမ့်မယ်အဲ့ system ပါလာတယ် ဆိုတော့ကျိုးတကျိုးတည်းနဲ့အကုန်လုံးသေဝါးနေတဲ့လူတွေအတွက်ဒီဖုန်းကအဲ့ဒါတကူသဘောကျဖို့ကောင်းလိမ့်မယ်။သူ့ရဲ့100ဝက်ချာဂျာကျွန်တော်မြင်ဘူးသမျှဝက်များတဲ့ချာဂျာတုံးတွေထဲမှာအသေးဆုံး comeback ဖြစ်ဆုံးမှာပါတယ်။တော်လေးကို handy ဖြစ်တယ်ပေါ့နော်။ဒီမှာကျွန်တော်တို့အရင်120ဝက်နဲ့ရှင်မယ်ဆိုတော့မှ weight အရာရော size အရာရောတော်တော်တိတာတယ်။တော်တော် comeback ဖြစ်တဲ့100ဝက်ချာဂျာတုံးမှာ။ ပြီးတော့ရင်းနှစ် Xiaomi Flagship တွေထက် improvement ဖြစ်သွားတဲ့အထက်မှာသူ့ရဲ့ speaker overall တန်ထွက် quality ကိုလည်းထည့်ပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့အရင် Xiaomi 14 Pro တို့15 Pro တို့လိုဖုန်းတွေကဟို speaker အကောင်းဆုံးဖုန်းတွေထဲမှာပါတယ်ဥပမာ iPhone Pro Max တွေနဲ့ရှင် speaker ဘိုင်းမှာတော့လောက low လို့ရဆိုတာမျိုး Ultra တွေကအစားနည်းနည်းလေးအဲ့လိုမျိုး low နေပေါ့ ဒါပေမဲ့ဒီတစ်ခေါက် Sony Pro Max ကတော့အဲ့လိုသူ့ရဲ့အရင်ဖုန်းတွေထက်စာရင်တော့ speaker တန်ထွက် quality overall တော့နည်းနည်းပိုကောင်းလာတယ်။ဒါပေမဲ့အဲ့လို iPhone Pro Max တွေရဲ့ level တော့မရောက်သေးဘူး။ကျွန်တော်သူ့ရဲ့အတန်ထွက်နမူနာကိုဖွင့်ပြပါမယ်။မိတ်ဆွေတို့အပြင်အတိုင်းကြားချင်တယ်ဆိုရင် netjet down headphone တစ်ခုနဲ့နားထောင်ကြည့်ပါ။ speaker quality နဲ့အတူနည်းနည်းလေး increasement တဲ့ upgrade လိုမျိုးဖြစ်လာတာသူရဲ့ overall vibration haptic sensation ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ ease ဆက်လာတယ်ဆိုတော့ feeling တခုရတယ်ဟိုအရင်ရော post strong ဖြစ်လာတာမျိုးဥမာ K80 ultra လိုမျိုး level တော့မဟုတ်ဘူး speaker ော vibration ော啊ဒါပေမဲ့ပို့ပြီးတော့လက်ထက်မှာတုံးရတဲ့အဲ့လိုမျိုး user experience ကိုပို့ပြီးတော့ premium ဖြစ်စေပါတယ်ဆိုတော့ upgrade တခုတော့နည်းနည်းထပ်ဖြစ်လာတယ်ဒီ phone ကိုကျွန်တော်အခု first impression live review လေးမှာ conclusion ချရမယ်ဆိုရင်ဘယ်လိုလိုအတွက်ဖြစ်မလဲပေါ့ မိတ်ဆွေအရလုံးဝ flagship phone မှာအားတောက်တောက်လဲခံကျင်တယ်။နောက် display အကြီးနဲ့ display quality ကောင်းကောင်းသုံးကျင်တယ်။ပြီးတော့ဒီ3040မပြည့်တဲ့အလုံးလုံး3040အောက်မှာလုံးဝအပီးစီးပေါ့နော်။အကုန်လုံး all rounder ဖြစ်တဲ့ phone တစ်ခုလိုချင်တယ်ဆိုရင်ပြီးတော့ camera ဘိုင်းနဲ့ပတ်သက်ရင်ကိုကအခုနောက်ပိုင်းတအားကင်မရာကောင်းနေတယ် Vivo တွေ Oppo တွေအဲအဲ့လို flagship တွေလောက်ထိကိုကမလိုဘူးရတယ်တော်ရုံလောက်ကောင်းရင်ရတယ်အထူးသဖြင့်ကိုကငကိုခဲက HyperOS Mi Phone သုံးနေတဲ့ကိုနဲ့အသားကြပြီးသားဆိုတဲ့လူမျိုးတွေ အဲဒီခေါက် semi pro max ကတော့မိတ်ဆွေအတွက်ပို့ပြီးတော့အဲ့လိုမျိုးရွေးလို့ရတဲ့ option ကောင်းတစ်ခုလို့တော့ကျွန်တော်ပြောချင်တယ်အဓိကအနောက်ဘက်ကင်မရာနဲ့ selfie ဓာတ်ပုံတွေဗီဒီယိုတွေတအားရိုက်ချင်တဲ့လူတွေကတော့ဒီဖုန်းကလုံးဝဝယ်ဝယ်ရမယ့် option တခုပေါ့เนาะတကယ်လို့နောက်ပိုင်းမှာသူ့ရဲ့ကင်မရာဘိုင်းတွေ battery optimization နဲ့ thermal control ဘိုင်းတွေက maybe ပေါ့เนาะ3-4လလောက်နောက်ပိုင်းမှာ software update တွေနဲ့ optimize ပို့ဖြစ်သွားမှာစင်တော့ဒီဖုန်းကလေဒီ2026ထဲမှာ all rounder ရွေးစရာ option တစ်ခုပေါ့သူက number 1ဟုတ်ချင်မှဟုတ်မယ်ဆိုတော့1 2 3 4တဲမှာပါတဲ့ Android flagship phone တစ်ခုဖြစ်လာမယ် potential တော့ရှိရလို့ကျွန်တော်ပြောချင်တယ်မဖြစ်လာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲဒီကြောင့်တော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရတာပေါ့ဆိုတော့အခုကြည့်နေမိတ်ဆွေရောဒီ Xiaomi 7 Pro Max နဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲကိုယ့်ရဲ့အမြင်နဲ့အားလုံးလုံးလုံးလက်လက်ဝင်မဲ့ငယ်လို့ရပါတယ် disclaimer အနေနဲ့ပြောချင်တာတော့ကျွန်တော်က iPhone ပဲ iPhone is the best တဲ့မှာဟာ Xiaomi ဆိုတာအဲ့လိုလုံးနေတဲ့ review ကမဟုတ်ဘူးအဲ့လိုလူစရအောင်မှဒီလိုမျိုးတွေသူ့ရဲ့ branding တွေ naming machine တွေနောက်အဲ့လိုမျိုးအနေထားတွေကိုမကြိုက်ဘူးဆိုတာတော့ဒါ honestly ကျွန်တော်ပြောသွားတာပဲဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်တကယ်လို့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ like and share လုပ်ပြီးတော့ support လုပ်ပေးကြရအောင်ပေါ့နော်ပြီးတော့ဒီလိုမျိုးဖုန်းနေနေပညာရေးနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင်ကျွန်တော်တို့ Mind Tech မြန်မာရဲ့ page တွေကို YouTube မှာရော Facebook မှာရောနောက် TikTok မှာရောတခါလေး subscribe လုပ် follow လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးပါတယ်